အားလုံးပဲမင်္ဂလာပါရှင်1963ခုနှစ် AB လထုတ်ငွေတိုင်မဂ္ဂဇင်းမှာဖော်ပြပါရှိခဲ့တဲ့ဆရာကြီးမင်းယူဝီရေးသားသောဥရကျော်ကောင်းမှုဆိုတဲ့ဝတ္ထုတို့လေးကိုရွတ်ဆိုဖတ်ပြပါမယ်ရှင်ကျမကတော့စာဖတ်သူရွှေရီပဲဖြစ်ပါတယ်ဥရကျော်ကောင်းမှုတခွန်နိုင်ရွာဝင်လမ်းဘေးတွင်တင်စီထွားထွားအရွက်ဖားဖား အမြင့်ပြင်းပြင်းအခွေးခွေးနှင့်ရှိသောညောင်ညိုပင်ကြီးတစ်ပင်ရှိလေသည်ထိုညောင်ညိုပင်ကြီးအောက်တွင်ခီးသည်တို့အပန်းဖြေထိုင်နားရန်အုတ်ခုံရှိတစ်လုံးလည်းရှိလေသည်အုတ်ခုံရှိမှာ နောက်မီလက်တန်းအပြည့်အစုံနှင့်တတ်တောင်တတ်တာထိုင်ခြင်းစပွဲဖြစ်သည်အောက်ခြေကအပိတ်ဖြစ်၍အုတ်ကူတစ်ပွဲလှုပ်ထားပေသည်လွန်ခဲ့သည့်၅နှစ်ခန့်က ကျွန်တော်ဒီဤအုပ်ခုံပေါ်တွင် အချိန်အတန်ကြာအောင် အပန်းဖြေထိုင်နာဘူးလေသည်တကောနိုင်ရွာသို့အလုတ်ကိစ္စအတွေ့လာခဲ့ရမှ ဝင်းစည်းစလဲတို့ဖြင့်နောက်ကျန်နေရခဲ့သော အဖော်တို့ကို ရှေ့မှသွားနေသူကျွန်တော်ကဤနေရာမှ အပန်းဖြေလေးရထိုင်ဆောင်ဘူးလေသည်ထိုအချိန်မှာညနေဆောင်အချိန်ဖြစ်သည် ကောင်းကင်မှာ တိမ်တောက်နေသည် စပားရိပ်ပြီးစဖြစ်သောလေခွင်းပြင်မှာတင်ယောင်တန်းနေသည် လေလေချိုအေးကလေးသည်ညှင်းညံ့ညံ့သွေးနေသည်လေအဲ့ဲ့တွင်ညောင်ရက်တို့ရိမ့်ွဲ့သွားကြသည်ခလန်းလန်းတရက်ပင်အုပ်စီမှဂျိုးကူတန်တဲ့တဲ့ကိုကြားရလေသည်ဤနေရာတွင် ထိုင်လျက်မိခင်တဘာဝအလှရှင်တွင်နားခိုရင်းအပန်းဖြေရသည်မှာ ြည်နူးဝယ်ကောင်းလာသည်တကားထိုစဉ်မြေးဖွားနှစ်ဦးသည်အောက်ခုံသို့နားခုံလာကြသည်သူတို့သည်ကျွန်တော်ဘေးတွင်လာထိုင်ကြသည်အဖွားအိုမှာအသက်60ကျော်အရွယ်ခန့်ရှိပုံရသည်စပင်ဖြူဖြူပါးရည်အလေးလေးခါကိုင်းကိုင်းမျက်စိတီဝေဝေနှင့်လယ်တွင်အုံပတိကြီးကိုဆွဲလျက်လက်တစ်ဖက်ကလည်းတောင်မွေးကိုကင်ထားသည် မြင်းမကလေးမှမူအသက်12နှစ်73နှစ်အရွယ်အပြိုပေါ်ဝင်စားကလေးဖြစ်သည် အသားအရည်ဆိုးဆိုးပြေးပြေးစည်ရည်ဝိုင်းကလေးနှင့်ချစ်စရာသူ့လက်တွင်ကစိုးအုပ်နီနီကိုကင်ထားသည် သူတို့သည်မလှမ်းမကန့်ရှိရွာပြားဖုံးတော်ကြီးကျောင်းမှအပြန်ဤနေရာတွင်နားခိုလာခြင်းဖြစ်ပေသည် အဖွားအိုက ကျွန်တော်ကိုသူဤကောင်းမှုကုသိုလ်အတွက် အမျှပေးဝေသဖြင့်ဤနေရာမှပင်ကျွန်တော်သည် ကြည်နူးစွာတာရုခေါ်ခဲ့ရသည်သည်ဤအုတ်ခုံကဖျားတရားမွေသူတို့အပန်းဖြေရာ နေရာလည်းဖြစ်သည်တကားကုသိုလ်ရှင်တို့အမျှဝေရာနေရာလည်းဖြစ်သည်တကားခီးသည်တို့တာရုခေါ်ရာနေရာလည်းဖြစ်သည်တကားအတန်ကြာသောအခါမြေအဖွားနှစ်ဦးသည် ကျွန်တော်ကိုနှုတ်ဆက်ပြီးလျင်တခေါနိုင်ရွာတဲသို့တလှုပ်လှုပ်ဝင်သွားကြလေသည်ကျွန်တော်ကအဖော်တို့ကိုဆောင်စဲပင် မကြမီတံမာထွားကြိုက်လှသောယောက်ျားကြီးတယောက်တောင်းတလုံးကို ပခုံး၌ထမ်းလျက်ဤအုပ်ခုံသို့ရောက်လာပြန်သည်သူ့တောင်းမှာဘူးသည်အပြည့်နှင့်အနီးနားရှိရွာတရွာမှဘူးသည်များယူဆောင်လာခြင်းဖြစ်သည် သူ့မှာအင်းကြီးမပါ ပခုံးတွင် လုံးကြီးအပိုတစ်ခုခြုံတိုင်းထားသည်တကိုယ်လုံးချွေးလို့ရွှဲလျက်အပြိုင်ပြိုင်ထနေသောကြွက်သွားတို့မှပုံမူပေါ်လွင်နေသည် သူသည် ကျွန်တော်ဘေးခုံပေါ်တွင် တောင်းကိုချထားလျက်ခြေပြက်လက်ပြက်ထိုင်ချလိုက်သည်ကိုမအဝိဖြင့်ချွေးတို့ကိုတုပ်လေသည်ကျွန်တော်သည် သူ့ကိုကြည့်ကဤဥခုံဤတံပိုးကိုပုံမမြင်လာလေသည် ဤဥခုံသည် ကျွန်တော်တို့ကဲ့သို့ခီးသွားများအတော့တာမက ဖုံးတော်ကြီးចောင်းမှ ပြန်လာသော သူတော်စင်တို့အတွက်၎င်းဈေးသွားပခုံးထမ်းအလုသမားများအတွက်၎င်းအကျိုးပြုပေသည်အကျိုးပြုပေသည်တကားဟူ၍တွေးတော်ဝမ်းမြောက်မိလေသည် ထိုယောက်ျားကြီးသည် အပန်းဖြေပြီးနောက် ကျွန်တော်ကိုနှုတ်ဆက်၍ရွာထဲသို့ထွက်သွားပြန်၏ကျွန်တော်သည် အဖော်တို့ကိုဆောင်ရင်း ဤဥက္ခုံထားရှိခြင်းဤကျေးဇူးတရားကိုတစိမ့်စိမ့်အောင်းမေ့မိသည်ထုံမတဆင့်ထုံမတဆင့်တက်၍ဥက္ခုံအလှရှင်ကိုလည်းတရိရလာသည်သူကောင်းမှုနှင့်သူစေတနာကိုချီးကျူးမိသည်လေးစားကြည်ညိုမိသည်ဤကဲ့သို့လေးစားကြည်ညိုရမှလည်းအလှရှင်ကိုသိလိုသောဆန္ဒတို့ပေါ်လာသည်ဘယ်သူများပါလိမ့်သူချမ်းသာလော ူဆင်းရဲလောယောက်ျားလောမိန်းမလောမြမတို့သည်ကောင်းမှုပြုရာတွင် ကပီးထိုးလေးရှိကြသည်ဖျားတဲចောင်းဆောက်စသော ကောင်းမှုကြီးတို့ကိုမဆိုးထားနှင့်ရေရန်ကစိန်ကလေးတဲလင်းပင်ဝမ်းမြောက်ဝမ်းသာကပီးတင်တတ်ကြသည်ဒီအုပ်ခုံတွင်လည်းအလှရှင်အမိကို ကပီးတင်ထားမည်မလွဲဟု တွေးမိသည်ထို့ကြောင့်အလှရှင်အမိကို အုပ်ခုံဘေးပတ်ပတ်လေတွင် ရှာကြည့်သည်အုတ်ခုံမှာနှစ်ပရိစေသာကြာမြင့်စွာကလေးကတီထားခြင်းဖြစ်သဖြင့်လွန်စွာပင်ဟောင်းနှွမ်းနေပြီရေကြီးတို့တက်လျက်အချို့နေရာတို့တွင်အင်္ဂရေများမှကွာ၍ပင်ကျနေပြီကျွန်တော်သည်ရေကြီးတို့ကိုပို့တိုက်လျက်တေချာစွာရှာဖွေကြည့်သည်အတန်ကြာသောအခါမှအလှရှင်အမည်ကိုမထင်မရှားတွေ့ရသည်တွေ့ရပြန်တော့လဲအံ့ဩမဆုံးဖြစ်เสีย အလှရှင်က ကွယ်လွန်သူဥရကျော်ဆိုတည်းဒီအုတ်ခုံကအုတ်ခုံတက်တက်ညီကမတ်တမဟုတ်ဥရကျော်ဤအလောင်းကိုမြုပ်နှံရာတင်းချိုင်းကိုဝင်သည်ဥရကျော်အသက်65နှစ်1280ပြည့်နှစ်တစောင်းမုံလဆန်း10ရက်နေ့တွင် ကွယ်လွန်အနှိမ့်ဆရောက်သည်ဟူသော ဟောင်းနှွမ်းပျက်စီးနေပြီဖြစ်သည့်ကပီးစာသည်ကျွန်တော်ကိုညှို့ထားတဲ့ကဲ့သို့ ရှိနေပြီတကားဥရကျော်ကွယ်လွန်သောအခါကြံရည်သူတို့သည်ဤနေရာတွင်လူအများ အပန်းဖြေထိုင်နာရန်နှိမ့်ချစွာဖြင့် အုတ်ခုံတီကဥရကျော်အတွက်ကောင်းမှုပြုကြခြင်းဖြစ်သည်စိတ်ကူးကောင်းလေစွာ စေတနာကြီးမားလေစွာအံ့ဩချီးကျူးဝယ်ကောင်းလေစွာ မကြမီအဖော်တို့ရောက်လာသဖြင့်ကျွန်တော်သည်ဤအုတ်ခုံမှဖယ်ခွာခဲ့ရသည် တို့ဖေခါခွဲရညာလေဤထူးခြားမွန်မြတ်လှသော ကောင်းမှုကိုကမကြာခဏပင်တရိယနေမိသည်တရိယတိုင်းလဲဝမ်းသာကြည်နူးခြင်းဖြစ်မိလေသည် လူအများ အပန်းဖြေထိုင်နာရန်အတွေ့တင်းချိုင်းကိုကိုအောက်ကူတပွဲပြူသော ကောင်းမှုမျိုးမှာတခွန်နိုင်ရွာတရွာ၌တာမဟုတ် အချို့သောမြန်မာရွာများမြို့ငယ်များ၌လဲရှိသည်ကို နောက်အခါတိလာရသည်၎င်းတို့ကိုမြင်တွေ့တိုင်းလဲကြည်နူးခြင်းဖြစ်မိသည်မြမာတို့ပြုတ်လေပြုတ်ထရှိသောကောင်းမှုတို့အ내အံ့ဩချီကျူးွယ်ကောင်းမှုတစ်ပါးပင်